နိုင်ငံကိုပါရင်းပြီးဂျင်းထဲခံလာရတဲ့အီရန်သူ့လက်နက်တွေစမ်းသပ်ဖို့အတွက်အီရန်ကိုထိုးကျွေးခဲ့တဲ့တရုတ်တစ်ချိန်လုံးကဘေကျင်းရဲ့ခိုင်မာတဲ့ထောက်ခံမှုနဲ့တူအီရန်ဟာသူတို့ရဲ့လေကြောင်းရန်ကာဝယ်ရေးကိုအီရန်ရဲ့ Iron Dome လေကာစနစ်နဲ့အပိုင်း Iron Shield လို့နာမည်ပေးကာဒုံးမြက်တွေစွမ်းရည်တွေနဲ့ drone အုပ်စုတွေရဲ့အင်အားတွေကိုပြသခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်ဇွန်လမှာ American နဲ့ Israel တို့ပူးတွဲတိုက်ခိုက်မှုအောက်မှာ ဆယ်စုနှစ်တခုကျော်ရင်းနှီးမြှုပ်နှံမှုနဲ့ဒေါ်လာဘီလီယံရာချီတဲ့စစ်ဘက်အကူအညီတွေနဲ့တိစောက်ထားတဲ့လေကာစနစ်နဲ့စည်ရေးထောက်ပံ့တွေအားလုံးအကုန်ပြိုလဲသွားခဲ့ပါတယ်။လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပြက်စီးခဲ့ပြီးကုတ်ကဲရေးကွန်ရက်တွေပြတ်တောက်ခဲ့ကဒုံးပြန်ပြစ်လွတ်ဆက်တရာအောက်တာအလုပ်လုပ်နိုင်ခဲ့ပါတယ်။ American နဲ့ Israel တို့ရဲ့တိကျတဲ့ပြစ်မှတ်ထားမှုခံရပြီးတဲ့နောက်ဒီစစ်ဘက်အပြက်စီးတွေထဲမှာမေကွန်တို့ခုပေါ်လာပါတယ်။ဒါကတော့ဒီထက်ကဘလောက်များများက တရုတ်ကွန်မြူနတီပါတီ CCP ကဒီဇိုင်းရေးဆွဲရမှာနက်နက်ဆိုင်ဆိုင်ပါဝင်ခဲ့တာလေဒါမှမဟုတ်ဥဆောင်ခဲ့တာလေအဖြေကစိတ်အနှောက်အယှက်ဖြစ်စရာပါ ရေဒါစနစ်တွေကတရုတ်လုပ်ပါကုတ်ကဲရေးကွန်ရက်တွေကတရုတ်လုပ်ပါဒရုန်းနည်းပညာတွေကတရုတ်ကနေလာတာပါဒုံးမြန်တွက်လောင်စာလမ်းညွှန်မှုအကူအညီနဲ့အင်ဂျင်နီယာသင်တန်းတွေကအစအားလုံးကကျွန်တော်တို့မတွေ့ချင်အဆုံးဖြစ်နေတဲ့ Made in China အမှတ်အသားပဲဖြစ်ပါတယ် အီရန်အသုံးပြုတဲ့ drone အများပြားဟာတရုတ်ရဲ့ Rainbow 4မောင်းသူမဲ့လေယာဉ် UAV ကိုအခြေခံထားတာပါ American Predator drone မျိုးစားရဲ့နေရာမှာအစားထိုးနိုင်တယ်လို့ကြွေးကြော်ထားတဲ့ Rainbow 4ဟာတရုတ်ရဲ့အောင်မြင်ဆုံးတိုက်ခိုက်ရေး drone မျိုးစားဖြစ်ပြီးတနအီကိုကီလိုမီတာ300အမြန်နှုန်းနာရီ40အထိပြန်တန်းနိုင်ပြီးပောက်ကွဲအပြင်းနဲ့ဘုံးတိတွေတည်ဆောင်နိုင်ပါတယ်အီရန်နိုင်ငံဟာသူ့ရဲ့ကိုပိုင် drone ထုတ်လုပ်ရေးအတွက်ကြိုးစားအားထုတ်နေပြီး Shahad 129နဲ့ Shahad 191လို့ drone မျိုးစားတွေကိုအစုလိုက်ပြောင်းလိုက်ထုတ်လုပ်နိုင်ပြီလို့2018ခုနှစ်လောက်ကတည်းကကြေညာခဲ့ပါတယ်။ဒီလိုထုတ်လုပ်နိုင်မှုအတွက်အ திக အကူအညီပေးခဲ့တာကတော့တရုတ်နိုင်ငံပါ။ဒါပေမဲ့အီရန်ပေါ်ချမှတ်ထားတဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်တရုတ်က drone တွေကိုအပြည့်အစုံရောင်းချခြင်းမပြုဘဲဤပညာပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အမိခံပြီး drone တွေတပ်ဆင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကိရိယာအစုံလိုက်တွေကိုသာပေးခဲ့တာဖြစ်ပါတယ်။ ဒါဆိုတရုတ်ကအီရန်ကိုဘာရီပေးခဲ့တယ်လဲဆိုတာကို အသေးစိတ်ကြည့်အောင်တတရုတ်ကပေးလိုက်တဲ့လေရင်ကိုတဲ့ပုံစံချမ်းတွေဟာစစ်ဘက်သုံးစံချိန်စံကျုံးတွေနဲ့ကိုက်ညီတဲ့ပစ္စည်းတွေမဟုတ်ပါဘူး၎င်းတို့ဟာရက်ပတ်သုံးပေါင်းဆက်ပစ္စည်း composite materials တွေနဲ့ပြုလုပ်ထားတာကြောင့်စစ်မြေပြင်မှာကြမ်းကြမ်းခံနိုင်စွမ်းအားနည်းပါတယ်စစ်ဘက်သုံးအဆင့်ပစ္စည်းတွေဟာအပူဒဏ်ဖိအားဒဏ်နဲ့ပတ်ဝန်းကျင်ဒဏ်တွေကိုပုံမှန်ခံနိုင်ရရှိအောင်အထူးပြုလုပ်ထားတာပါ ဒါပေမဲ့အီရန်ကရရှိတဲ့ပုံစံကြမ်းတွေဟာအရက်ပတ်သုံးလေယာဉ်တွေမှာသုံးတဲ့ပစ္စည်းတွေလိုမျိုးအပူဒဏ်ခံနိုင်ရေးအားနည်းပြီးပျက်စီးလွယ်ပါတယ်။ဒါကြောင့် drone ရဲ့တိဆောက်ပုံခိုင်မာမှုကအားနည်းနေခဲ့ပါတယ်။နှစ်ပြက်ခတ်မှုအတွက်အရေးကြီးတဲ့ algorithms တွေကိုကုတ်ဝတ်ထားပါတယ်။ဒါ့အပြင်အရေးပါတဲ့စစ်ပတ်သုံး modules တွေကိုလည်းဖြုတ်ထားခဲ့ပါတယ်။ဒီလိုလုပ်တာကအီရန်အနေနဲ့ဒီစနစ်တွေကိုစိတ်ကြိုက်ပြုပြင်ပြောင်းလဲတာစွမ်းဆောင်ရည်မြင့်တင်လာရင်မလုံနိုင်အောင်တားဆီးထားတာနဲ့တူပါတယ်။ စစ်ဘက်သော fire control system တွေဟာပြစ်မှတ်ကိုအတိအကျထိမှန်စေဖို့အတွက်အလွန်ရှုပ်ထွေးတဲ့တချက်မှုတွေနဲ့အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုပါတယ်။ဒါပေမဲ့တရုတ်ကပေးတဲ့စနစ်တွေမှာဒီလိုအဆင့်မြင့်စွမ်းရည်တွေပါဝင်မလာပါဘူး။၃ပြန်တမ်းမှုထိန်းချုပ်ရေး chips တွေဟာတရုတ်စစ်တပ်ကနေအရက်ပတ်လုပ်ငန်းတွေကိုရောင်းချတဲ့ chips တွေဖြစ်ပါတယ်။အီရန်နေနဲ့ဒီ chips တွေကိုဝယ်ယူအသုံးပြုနိုင်ပေမဲ့ပြုတ်ပြင်တာဒါမှမဟုတ်စွမ်းဆောင်ရည်မြင့်တင်တာတွေလုပ်လို့မရပါဘူး။ ဒါဟာအီရန်ကိုတရုတ်နည်းပညာပေါ်လုံးဝမှီခုံနေစေပြီးလိုအပ်ရင်တော့ကိုယ်တိုင်ပြင်ဆင်နိုင်ခြင်းမရှိအောင်ကန့်သတ်ထားသလိုဖြစ်နေပါတယ်။ဥပမာအားဖြင့်ကားတစ်စီးဝယ်ပြီးအင်ဂျင်ကို ပြင်လို့မရသလိုမျိုးပါပဲ။လေး Chanu Aircraft Industrial Group Corporation နဲ့ Shangzhen Gaspro Technology Company လို့တရုတ်ကုမ္ပဏီတွေစီကနေရရှိခဲ့တဲ့ ပါဝါနဲ့စွမ်းရည်မော်ဂျူးတွေဟာအရေးအသွေးနှိမ့်ပါတယ်။ဒီမော်ဂျူးတွေဟာမကြခင်မှာပဲပျက်စီးလွယ်ပြီး လုံလောက်တဲ့စွမ်းအင်လည်းမပေးနိုင်ပါဘူး။ဒါကြောင့် drone တွေဟာပြန်တန်းနိုင်တဲ့အကွာအဝေးပြန်တန်းနိုင်တဲ့အချိန်တို့မှာကန့်သတ်ချက်တွေရှိလာပါတယ်။ဘက်ထရီကစောစောစီးစီးကုန်သွားပြီးအင်ဂျင်ကလည်းအားနည်းနေတာမျိုးတွေဖြစ်လာပါတယ်။ဒီလိုရေသွင်းဉဏ်ဖြင့်တဲ့တရုတ်ပစ္စည်းတွေကိုသုံးပြီးစူးသီးတက်ဆင်ထားတဲ့အတွက်အီရန်ရဲ့ Shahed Siri drone တွေဟာပြင်ပန်းကကြည့်ရင်ထိရောက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ရေသွေးညံ့တဲ့အတုပရိသာဖြစ်နေခဲ့ပါတယ်။ စစ်မြေပြင်မှာအုံပြုတဲ့အခါဒီအားနည်းချက်တွေဟာချက်ချင်းပေါ်လာခဲ့ပါတယ်။အဓိကကြာရှုံးမှု၃ခုရှိပါတယ်။၁။ Anti-jamming စွမ်းရည်လုံးဝနှီးပါမရှိတာ။ဒါဟာအကြီးမားဆုံးပြဿနာပါ။ပြိပခါမဖြစ်ခင်ကတည်းကအစ္စရေးနိုင်ငံက Partition ပင်လယ်ကွေ့တဝိုက်မှာလျှက်စစ်တန်လိုက်နှောက်ယှက်မှု Electromagnetic jamming တွေကိုပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့ပါတယ်။ဒီလိုနှောက်ယှက်မှုတွေကြောင့် Iran drone Iran drone အများပြားဟာထိမ့်ချုပ်မှုလုံးဝပြတ်တောက်သွားခဲ့ပါတယ် တချို့ကဘယ်ကိုသွားရမှန်းမသိပဲလေထဲမှာရည်ရွယ်ချက်မရှိပြန်ဝဲနေကြပြီတချို့ကတော့အတင်းကျပ်ဆင်းသက်ခဲ့ရပါတယ်။ပို့ဆိုတာကတော့တချို့ drone တွေဟာ Israel တပ်ဖွဲ့တွေအတွက်ပြစ်မှတ်လေ့ကျင့်ရေးပြစ်မှတ်တွေဖြစ်သွားခဲ့ရပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့တရုတ်ကပေးခဲ့တဲ့ပြန်တမ်းမှုထိန်းချုပ်ရေးစနစ်နဲ့ modules တွေမှာစစ်ပတ်သုံးအဆင့်နီးပညာတွေမပါဝင်လို့ပါပဲ။ဥပမာအားဖြင့် frequency hopping line on ခုံကူးခြင်းနဲ့ adaptive frequency bands လိုင်ယွန်ကြီးတွေဖြစ်တဲ့လိုင်းတုံးများလိုစစ်ပတ်သုံးအင်္ဂါရက်တွေမပါဝင်ပါဘူး frequency hopping ဆိုတာ drone ရဲ့ဆက်သွယ်ရေးလိုင်းတုံးကိုတစ်စက္ကန့်တွင်အချိန်များစွာပြောင်းလဲပေးနိုင်တဲ့နည်းပညာဖြစ်ပြီးနှောက်ယှက်မှုတွေကိုရှောင်ရှားနိုင်ပါတယ်ဒီစနစ်တွေမပါတဲ့အတွက် drone တွေဟာ radio နှောက်ယှက်ခံရတာနဲ့ထိန်းချုပ်မှုပျောက်ဆုံးသွားတာဖြစ်ပါတယ်ဒါဟာတရုတ်ကအီရန်ကိုအလုံးစုံနည်းပညာပေးဖို့ဆန္ဒမရှိဘဲ ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့အတွက်သာအသွင်ယူလှုပ်ဆောင်ခဲ့ကြောင်းရှင်းရှင်းလင်းလင်းပြသနေပါတယ်။အီရန်တပ်ကတော့ဈေးသက်သာတဲ့အတုပတွေနဲ့သာဂျင်းတ်ခဲ့ရပြီးစစ်ပွဲမှာအမှန်တကယ်အသုံးပြုတဲ့အခါမှာတော့လိုအပ်တဲ့စွမ်းဆောင်ရည်ကိုမရရှိဘဲကြာရှုံးမှုတွေနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။အီရန်နိုင်ငံဟာ drone တွေအမြောင်များထုတ်လုပ်နိုင်ခဲ့တယ်လို့ကြွေးကြော်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီ drone တွေဟာအချင်းချင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိဘဲတကောင်ချင်းလဲပတ်နေတဲ့ဆက်ရုပ်တွေလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်နမေကျော် drone တထောင်အုပ်စုကြီးဟာလက်တွေမှာဗာမဟာဗျူဟာမြောက်မှုမှချိန်ချောက်မှုကိုမပေးနိုင်ခဲ့ပါဘူး။ပြစ်ထွက်လိုက်တဲ့ drone အုပ်စုဟာစူပေါင်းတိုက်ခိုက်နိုင်သော်မရှိဘဲတီးကြစီလဲပတ်နေတာကြောင့်အင်အားစုပြီးမှုမရှိခဲ့ပါဘူး။ပရိပခါတစ်ခုပြီးတဲ့အခါအနောက်တိုင်းထောင်လိုင်းရေးအစိုးရခံတာတွေရအီရန်ဟာ drone 400ကျော်ပြစ်လုခဲ့ပေမဲ့80ရာခိုင်နှုန်းကျော်ဟာပြစ်မှတ်နေရကိုမရောက်ဘဲအစ္စရေးနယ်စပ်မှာပဲဂျားဖြတ်ခံရတာဒါမှမဟုတ်ပြတ်ကျခဲ့ရပါတယ်။ ။စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ Israel တပ်ဖွဲ့တွေဟာ drone တချို့ရဲ့ data link တွေကိုခြေရာခံပြီး Iran ရဲ့ထိန်းချုပ်ရေးဌာနတွေကိုပြင်ပထားတိုက်ခိုက်နိုင်မှုအတွက်တမင်တကာဖြတ်သန်းဝင်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒါဟာ Iran drone တွေရဲ့ဆက်သွယ်ရေးစနစ်ကအလွယ်တကူထိုးဖောက်နိုင်တယ်ဆိုတာကိုပြသနေပါတယ်။အီရန်ဟာသူ့ရဲ့ပြည်ရင်းထုတ် drone စနစ်တွေဟာအလွန်အစွမ်းထက်တယ်လို့ယုံကြည်ခဲ့ပေမဲ့တကယ်တမ်းမှာတော့တရုတ်ပေကျင်းရဲ့စစ်ပတ်ဆိုင်ရာကုန်သွယ်ရေးစည်းကွက်မှာ စံသက်ခံဖြစ်စီ tax subject အဖြစ်အသုံးချခံလိုက်ရတာပဲဖြစ်ပါတယ်။အီရန်ရဲ့ပြည်ရင်းထုတ် drone တွေရဲ့အဓိကအစိတ်ပိုင်းတွေဟာအီရန်နိုင်ငံထဲမှာထုတ်လုပ်တာမဟုတ်ပါဘူး။ဒါအပြင်တရုတ်ကလည်းဓာတ်ရိုက်မပေးခဲ့ပါဘူး။အန်ဝေါ်စီယာကောင်းတာကတော့အမေရိကန်နိုင်ငံကထုတ်လုပ်တဲ့ဤပညာပစ္စည်းတွေကိုတရုတ်ရဲ့မှောင်ခိုကွန်ရက်တွေကနေတဆင့်တရားမဝင်မှောင်ခိုသွင်းယူခဲ့တာဖြစ်ပါတယ်။2025ခုနှစ်မတ်လမှာအမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနက 2009ခုနှစ်ကစပြီးအမေရိကန်ရဲ့နည်းပညာပစ္စည်းတွေကိုအီရန်ကိုစနစ်တကျမှောင်ခိုသွင်းရမှာပါဝင်တဲ့တရုတ်နိုင်ငံသား၄ဦးကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီအမေရိကန်လုံနည်းပညာတွေဟာတရုတ်ကွန်မြူနတီပါတီ CCP ရဲ့မှောင်ခိုကွန်ရက်ကနေတဆင့်အီရန်စီကို ရောက်ရှိသွားပြီးရှာဟတ်စီရီဒရုန်းတွေနဲ့ဒုံးမြန်တွေထဲမှာထည့်သွင်းအသုံးပြုခဲ့ပါတယ်။ဒါကြောင့်အီရန်ရဲ့ပြည်ရင်းထုတ်ဒရုန်းစနစ်ဆိုတာဟာတကယ်တမ်းမှာတော့တရုတ်ရဲ့စစ်ဘက်အရက်ဘက်ပေါင်းဆက်လုပ်ငန်းတွေနဲ့မှောင်ခိုကိုင်းတွေပူးပေါင်းပြီးဖန်တီးခဲ့တဲ့ စစ်ရေးဆိုင်ရာလှည့်စားစံသက်ချက်တစ်ခုသာဖြစ်ပါတယ်2023ခုနှစ်မှာတရုတ်ကွန်မြူနတီပါတီ CCP ဟာအီရန်ကိုဘေဒိုးလို့ခေါ်တဲ့အရက်ပတ်သုံးဂျူရုလမ်းညွှန်မှုစနစ်ကိုပေးခဲ့ပါတယ်တရုတ်လေကြောင်းနည်းပညာကော်ပိုရေးရှင်းကမြေပြင်မှာဆိုရင်ဂျူရုလက်ခံစခန်းတွေကိုပါတိစောက်ပေးခဲ့ပါတယ်ဒီစနစ်ကိုစီးပွားရေးဝန်ဆောင်မှုလို့ကြေညာထားပေမဲ့တကယ်တမ်းမှာတော့စစ်ပတ်ဆိုင်ရာလုံးဝအသုံးဝင်တဲ့လှုပ်ဆောင်ချက်တွေပါဝင်ပါတယ်ဥပမာစင်တီမီတာအဆင့်အထိတိကျတဲ့ တည်နေရာကိုပြတာစာတူပေးဖို့ဆက်သွယ်တာပြစ်မှတ်ချေရာခံတာနဲ့နီးပြူဟာမြောက်ကွန်ရက်ချိတ်ဆက်တာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီစနစ်တစ်ခုလုံးဟာအီရန်ရဲ့ထိန်းချုပ်မှုအောက်မှာလုံးဝမရှိပါဘူး။တရုတ်ဘေကျင်းကအဝေးကနေစီမံခန့်ခွဲနေတာဖြစ်ပါတယ်။ဂျိုဒူအချက်ပြလှိုင်း secondary အားလုံးဟာဘေကျင်းစီကနေပဲဖြတ်တန်းရပါတယ်။ဘေကျင်းကတချို့လှိုင်းနှုံးတွေကိုပဲဖွင့်ပေးထားပြီးပြစ်မှတ်ရဲ့ဒီနေရာကိုတော့အဝေးကနေနှောက်ရက်တာဒါမှမဟုတ်နှောက်နေအောင်လုပ်နိုင်ပါတယ်။ ဒီလိုဒုံးမြန်တွေမှာသုံးတဲ့အဓိကအစိပ်ပိုင်းဖြစ်တဲ့လမ်းညွှန်မှု modules တွက်ချမှု chips တွေနဲ့အချိန်မြင့်ကိရိယာတွေဟာအီရန်ကကိုယ်တိုင်ထုတ်လုပ်တာမဟုတ်ဘဲအမေရိကန်လုပ်ပစ္စည်းတွေအများစုဖြစ်ပြီးတရုတ်ကဥဆောင်တဲ့မောင်ခိုကွန်ရက်ကနေရရှိတာပါဒီလိုနဲ့ Israel နဲ့စစ်ပွဲဖြစ်တဲ့အခါအီရန်က Israel ကိုပယ်ထိန်တုံးပြန်950ကျော်ပစ်လွှတ်ခဲ့ပါတယ်ဒါပေမဲ့ရလက်ကတော့ဆိုးရွားခဲ့ပါတယ် 90ကနှုန်းကျော်ကို ISRI ရဲ့ Ion 3နဲ့ Aero 3ကာဝေးစနစ်တွေကကြားဖြတ်ဖြတ်စီးခဲ့ပါတယ်။ဂျန်နဲ့ဒုံမြန်တွေကလည်းပြစ်မှတ်ကနေလွဲချော်ပြီးသဲကန်လာရနဲ့မြေလွတ်တွေတွေကျခဲ့ပါတယ်။ထိရောက်မှုနှုန်းက10ရာခိုင်နှုန်းအောက်ပဲရှိခဲ့ပါတယ်။အီရန်ပြစ်လွတ်ခဲ့တဲ့ဒုံမြန်တွေရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းရတဲ့အထူးအကြောင်းရင်းတွေရှိပါတယ်။ပထမဆုံးချက်ကစနစ်မျိုးစုံစုစည်းထားခြင်း Patchwork Floor Control ဖြစ်ပါတယ်။အီရန်ကမတူညီတဲ့ထိန်းချုပ်မှုစနစ်တွေကိုစုပေါင်းအသုံးပြုခဲ့ပြီး ်အထူးသဖြင့်တရုတ်ရဲ့ Bildu လမ်းညွှန်မှုစနစ်နဲ့ကိုပိုင်ထိန်းချုပ်မှုတွေကိုပေါင်းစပ်လိုက်တဲ့အခါအမှားယဉ်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ဒါ့အပြင်ဒုံပြန်တွေရဲ့လမ်းညွှန်မှု တိကျမှုဟာလည်းအလွန်ညံ့ဖျင်းပါတယ်။နောက်ထပ်အရေးကြီးတဲ့ပြဿနာကတော့လောင်စာဆီအရေးအသွေးညံ့ဖျင်းမှုပါ။တရုတ်ကဒုံပြန်လောင်စာကုန်ကျန်းတွေပေးခဲ့ပေမဲ့အီရန်ကကိုရိုင်းရောဆက်တဲ့အခါအရေးအသွေးမပြည့်မီတာကြောင့်ဒုံပြန်တွေလမ်းလွဲပြီးပြန်တမ်းမှုအကွာအဝေးလည်းမတည်ငြိမ်ခဲ့ပါဘူး။ ပို့ဆိုတာကတော့တရုတ်ကလမ်းညွှန်မှုအတွက်အဓိကအစိတ်ပိုင်းတွေကိုဖြုတ်ပြီးမှမောင်းခိုးသွင်းခဲ့တဲ့အတွက်ဒုံးပျံတွေထိရောက်မှုကကံပေါ်မှာပဲမူတည်နေခဲ့ပါတယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့တရုတ်ကွန်မြူနတီပါတီ CCP ကအီရန်ကိုဒုံးပျံတွေလွတ်လွတ်လပ်လပ်လမ်းညွှန်ခွင့်မပေးဘဲအရေးကြီးတဲ့နည်းပညာတွေကိုထိန်းချုပ်ထားလိုပါပဲ။တကယ်တမ်းမှာအီရန်ရဲ့ဒုံးပျံတွေဟာမတိကြတာမဟုတ်ဘဲတရုတ်ကစာကလေးကမတိကြအောင်လုပ်ထားခဲ့တာပါ။ ဒါတောင်အမှတ်မရှိတဲ့အီရန်ကဒီပုံစံအတိုင်းဆက်သွားနေတော့မှာပဲဒီငမိုက်သားကြည့်ရတာကလည်းအသက်ကြီးတော့အယ်ဇိုင်းမာတွေဖြစ်နေပုံမှာပဲမကြသေးခင်ကမှတ်တမ်းတွေရ2025ခုနှစ်ဇွန်လအစောပိုင်းမှာအီရန်ဟာဒုံးမြန်လောင်စာကုန်ကျန်းတွေကိုဟောင်ကောင်ကနေထပ်မံမှာယူခဲ့ပါတယ်။ဒါကအီရန်ရဲ့စစ်ရေးစနစ်တွေထိခိုက်ပျက်စီးခဲ့ပေမဲ့တရုတ်ဟာနောက်ွယ်မှာအခိုင်အမာဆက်ရှိနေသေးကြောင်းပြသနေပါတယ်။အီရန်ရဲ့လေကြောင်းရန်ကာဝေးစနစ်တွေမှာလည်းပြဿနာတွေရှိခဲ့ပါတယ်။ အီရန်ကနီဂါလို့နာမည်ပေးထားတဲ့တရုတ်ထုတ် JY10 စစ်မြေပြင်ကိုကယ်ရေးစနစ်ကိုတုံးခဲ့ပါတယ်။ဒီစနစ်ကလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မျိုးမျိုးကိုပေါင်းစည်းပြီးပြစ်မှတ်ထောက်လှမ်းမှုရည်ရွယ်ထားပါတယ်။ဒါပေမဲ့2025ခုနှစ်ဇွန်လ22ရက်နေ့မှာ American နဲ့ Israel တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့ Operation Midnight Hammer စစ်စင်ရေးအတွင်းမှာဒီစနစ်ဟာလုံးဝနှိပါကျရှုံးခဲ့ပါတယ်။ Radar scan 120ကျော်ရဲ့ထပ်ဝက်ကျော်ဟာ48နာရီအတွင်းဖြတ်စည်းခံရတာဒါမှမဟုတ် အလုံးမလုံးနိုင်တော့တာကြောင့်စနစ်တစ်ခုလုံးအလုံးမလုံးနိုင်တော့ပဲစစ်မြေပြင်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အီရန်ရဲ့ကာကွယ်ရေးစနစ်ဟာ Steel Bombardier နဲ့တိကျတဲ့ထိုးစစ်တွေရဲ့တိုက်ခိုက်မှုအောက်မှာလုံးဝပြိုလဲသွားခဲ့ပြီးတမရအိမ်တော်ကိုတော့မကာကွယ်နိုင်ခဲ့ပါဘူး။တရုတ်ဟာလက်နက်ပစ္စည်းတွေရောင်းချခဲ့ုံသာမကငွေကြေးစနစ်တစ်ခုကိုပါဖန်တီးခဲ့ပါတယ်။တရုတ်ကဈေးကြီးတဲ့လက်နက်တွေဝယ်ဖို့အကြစ်ကြချင်းဝင်တွေပြီးပါတယ်။အီရန်ကငွေမဆက်နိုင်ရင်အတိုးတွေတိုးလာပြီး ဂျီနန်ကိုရောင်းပြီးတရုတ်ရဲ့ပစ္စည်းတွေနဲ့လဲလှယ်နေရတဲ့အခြေအနေမျိုးဖြစ်စီပါတယ်။ဒါကြောင့်အီရန်ဟာပစ္စည်းဝယ်ချင်းဝယ်ယူဂျီနန်ရောင်းပစ္စည်းနဲ့ပြန်လဲဆိုတဲ့နှစ်ခါမျက်ထုတ်ခံရတဲ့တန်တရာတွေကြာရောက်ခဲ့ပါတယ်။ဒါပေမဲ့ချင်းဝယ်တွေကြောင့်ဆက်ဝယ်ဖို့ဖိအားပေးခံထားရပြီးဒီဆိုးရွားတဲ့တန်တရာကနေယုံထွက်လို့မရတော့ပါဘူး။တကယ်တမ်းမှာတော့အီရန်လူမျိုးများစုကတရုတ်လက်နက်တွေကိုမယုံကြည်ပါဘူး။1980ပြည့်နှစ်တွေတုန်းကတည်းက CCP က J7 တိုက်လေယာဉ်တွေကိုအီရန်ကိုရောင်းခဲ့ပြီးစွမ်းဆောင်ရည်ညံ့ပျက်စီးလွယ်တာကြောင့်တရုတ်စစ်ဘက်ပစ္စည်းတွေပေါ်ပိုလို့တောင်ယုံကြည်မှုမရှိတော့ပါဘူး။အီရန်စစ်တပ်ထဲမှာတရုတ်ပစ္စည်းတွေကရှားပါးပစ္စည်းတွေရုရှားပစ္စည်းတွေထက်ညံ့နေဆိုတဲ့အမြင်ကအမြင့်တွယ်နေပါတယ်။ဒါကြောင့်ပေကျင်းအတွက်အီရန်ကိုပြေတုံနဲ့ပစ္စည်းစုံတွေရောင်းဖို့ခက်ခဲစေခဲ့ပါတယ်။ CCP အတွက်တော့လက်နက်အကြီးအကျယ်ရောင်းချဖို့ဘယ်တော့မှစွန့်စားခြင်းနေတာမဟုတ်ပါဘူး။ CCB ကစစ်ပတ်သုံးပစ္စည်းအစုံလင်ကိုပုံမွေလင်းလင်းရောင်းရင်ပိတ်ဆို့မှုထောင်ချောက်ထဲလမ်းလျှောက်ဝင်သလိုဖြစ်သွားမှာပါ။ဒါကြောင့်တရုတ်ရဲ့အီရန်ကိုစစ်ပတ်အကူအညီကအစုံလင်မဟုတ်တာကိုတွေ့ရပါတယ်။ရေဒါစနစ်တွေကတီးကြားကိုကဲရေးစနစ်တွေကတီးကြားဒရုန်းဤပညာကိုပေးပေမဲ့ဒုံးပြန်အတွက်ကုန်ကျန်းတွေပဲပြီးတော့တိုက်ခတ်ရေးစွမ်းရည်မပြည့်စုံခဲ့ပါဘူး။တရုတ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။တစ်ဖက်မှာတော့အမေရိကန်ကိုစိုးရိမ်လိုပါ။နောက်တစ်ဖက်မှာတော့အီရန်ကိုမယုံလို့ပါ။ အီရန်တွေကသူတို့ကိုသူတို့ဂုံယူမှုမြင်မာပြီးစစ်မြေပြင်မှာတရုတ်ရဲ့အမိန့်ကို မလိုက်နာပဲတရုတ်နည်းပညာကိုအထင်သေးလေးရှိပါတယ်။ CCP ကအရန်အများကြီးရောင်းလိုက်ရင်အကျိုးဆက်ဆိုးတွေရရှိနိုင်ပါတယ်။လည်းလည်းလေးပဲရောင်းရင်တော့ဩဇာကိုထိန်းထားနိုင်ပါတယ်။ဒါကြောင့်ပေကျင်းကတဝက်တစ်ပြက်ပဲရောင်းပြီးအီရန်ကိုအညာကင်ထားပါတယ်။ဒါဆိုပျက်စီးသွားရင်လည်းအပြစ်ကို ပေကျင်းပေါ်ပုံလို့မရဘူးဆိုတာသိနေလို့ပါ။ဒါအပြင် CCP ကအရင်က Saudi Arabia ကိုလည်း ဆက်ပစ္စည်းကောင်းတွေအများကြီးရောင်းခဲ့လို့အီရန်ကအတော်ကြကြာဒေါသထွက်ခဲ့ရပါတယ်။ဒီလိုဆိုးရွားတဲ့ရှုံးနိမ့်မှုပြီးနောက်မှာတော့အီရန်စစ်တပ်ရဲ့တရုတ်လုံလေကြောင်းရန်ကာဝေးရေးစနစ်ပေါ်ယုံကြည်မှုလုံးဝပြိုလဲသွားခဲ့ပါတယ်။အနာဂတ်မှာဆက်ပြီးဝယ်ယူမလားဆိုတာမသေချာတော့ပါဘူး။ပုံမှန်လေးလေးပြောရရင် CCP ကအီရန်ကိုပေါ်ပေါ်တင်တင်ထောက်ခံမှုယုံကြည်မှုမရှိတော့ပါဘူး။တရုတ်ရဲ့စက်မှုထုတ်လုပ်မှု90ရာခိုင်နှုန်းကျော်ဟာပို့ကုန်ပေါ်မိခုံနေရလို့ ပေကျင်းကနောက်တိုင်းဈေးကွက်တွေပေါ်အရန်မိခိုးနေပါတယ်။ဒီနောက်ကွယ်မှာတော့နိုင်ငံခြားကုန်သွယ်ရေးကိုမိခိုးပြီးအသက်ရှင်နေရတဲ့စက်ယုံထောင်ပေါင်းများစွာနဲ့ထောက်ပံ့ရေးကွင်းဆက်တွေပေါင်းနဲ့ကြီးမားတဲ့အလုပ်ကိုင်ဖွဲ့စည်းပုံကြီးရှိနေပါတယ်။ဒီအခြေအနေတွေအရပေကျင်းကအီရန်နဲ့မျက်နှာတကပါလှုပ်ပြီးအနောက်တိုင်းအုပ်စုတစ်ခုလုံးကိုစိန်ခေါ်ဝင်မလား။ဥရောပသမဂ္ဂဈေးကွက်ကိုဆွန့်လွှတ်ရဲမလား။အဖြေကတော့သူမလုပ်ရဲပါဘူး။ဒါကြောင့်အီရန်ဟာ CCP ရဲ့မိတ်ဆွေမဟုတ်ပါဘူး။ တရုတ်အတွက်စစ်ပတ်ဆက်မှုလုပ်ငန်းလေးတွေအတွက်စမ်းသပ်ကွင်းလေးတစ်ခုအနေနဲ့ပဲသူ့ရဲ့အခန်းကဏ္ဍကတည်ရှိနေပါတယ်။ဒါကြောင့်ပဲတကယ်ကြီးစစ်ဖြစ်တဲ့အချိန်ထောင်လုံးပေါင်းကြည်အောင်အစော်ခံလိုက်ရတာပဲဖြစ်ပါတယ်။အီရန်ရဲ့စစ်ရေးကြာရှုံးမှုကနေသင်ကန်းသာယူစရာအချက်တခုတွေ့ရပါတယ်။ဒါကတော့တရုတ်ကိုအားကိုးမယ်ဆိုရင်အီရန်လိုမျိုးနိုင်ငံတစ်ခုလုံးကိုယင်းပြီးဂျင်းထဲခံရနိုင်တယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ